မန်မင်္ဂလာပါအခုတပတ်မျိုးသမီးကဏ္ဍမှာ CDM တယောက်ရဲ့အာမန်နဲ့တတိဆိုတာပါလေမိမိဆုံးဖြတ်ထားသည့်ရည်ရချက်တိုင်းပြတ်သားသည့်စိတ်တဲ့ကြံ့ခိုင်မှုခွန်အားတတိတို့နဲ့ရက်တီနေကြခြင်းလို့ဆိုလိုချင်ပါတယ်ဒါကလည်းပြောမဟုတ်ပါဘူး CDM နေတကယ်လက်တွေ့ဘဝမှာယနေ့ချိန်ထိဖြတ်သန်းနေကြတဲ့ဒေါ်လန်ရဲ့ဒရောင်းနေရမှာ ပါဝင်ခြင်းကတက်တည်ဖြစ်သလိုစစ်ကောင်စီကိုရင်ဆိုင်နေကြသည့်တိုက်ပွဲတစ်ခုလို့ပြောနိုင်ပါတယ်။ဒီနေ့ကမမိုးရင်အင်ကိုရှမ်းတောင်ကမျိုးတွေရောက်လာကြတယ်။မမိုးရင်ဆိုတာ CDM စတင်ခဲ့သည့်ရုံးမတက်နဲ့ရုံးထွက်ဆိုသည့်အချိန်မှယနေ့ချိန်ထိဘာရင်တတိအပြင်းနဲ့ပဝင်းချင်းရဲ့အုံနဲ့ချင်းနဲ့ရိုက်ခတ်သည့်ဒဏ်ကုန်တော်၎င်း ဆွေမျိုးတိုင်ဝိုင်းချမှာပြန်လဲထူထောင်ခဲ့ရသည့်မမ်မိုးရင်ရဲ့ဘဝစောင့်နေရမှာဒီတွေကိုကြည့်ပြီးရှမ်းပြည်ကမိတ်ဆွေများကစိတ်မကောင်းဖြစ်ကြရတယ်။တချိန်ကမမိုးရင်တယောက်ဌာနတစ်ခုရဲ့အရာဒဏ်ဘဝကနေမိမတိနေမတိနေခဲ့ရတာပါ။အခုလိုပြည်သူနဲ့ထပ်တူရှိနေခြင်းကအများမြင်မှတော့စိတ်မကောင်းစရာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ မမိုးရင်လိုစီဒီအမ်နဲ့မြမပြီအနှံ့မှာအများကြီးပါမမိုးရင်လိုစိတ်ခက်စားမှုကိုတိုးတိုက်ခံရသူတွေလည်းအများကြီးပါဒီအတွက်မမိုးရင်တယောက်စိတ်မကောင်းခြင်းစိတ်ကောင်းခြင်းဆိုသည့်အပေါ်ယံအမြင်တွေကိုတွန်းလှန်နေစရာတော့မလိုဘူးလို့ထင်ပါတယ်။ယနေ့ချိန်မှာမမိုးရင်တို့လိုနေစရာအိမ်စားစရာစားစားလေရင်တန်းကင်းမီးရှို့ခံနေမည်လည်းမဟုတ်စတဲ့ စစ်ကောင်းစီရဲ့နိုင်ချင်းခံဘဝရင်းနဲ့ဝင်းနေပါသေးတယ်။မမိုးရင်တို့ရရွာနေနဲ့တော့စစ်မှုထမ်းကြီးနဲ့စစ်မှုထမ်းမဲကားတို့လာစင်တို့လိုရှိနေပါတယ်။ရေးချမ်းမှုတိုင်းမှာအခက်ခဲဆိုတာကတော့နေရာတိုင်းမှာရှိနေကြအောင်ပါပါ။ CDM လုံးလုံးခက်ခဲတယ်ဆိုတာလူများစုများမှာပြစ်တင်ဝေဖန်ရှုံချသည့်စကားလုံးပါ။တကယ်လက်တွေမှာတော့ CDM လဲရုံးကန်ရတယ်လို့ ြည်သူလူထုတိုင်းမှာအခက်အခဲမျိုးစုံဒုက္ခစုံရှိကြတယ်ဆိုတာလူတိုင်းသိကြပါတယ်။အာနာရှင်ဆိုတာတိုင်းပြည်နဲ့လူမျိုးအတွက်ဘယ်တော့မှတရားမျှတမှုနဲ့စနစ်ကောင်းဆိုတာမပြီးခဲ့သလိုကျင့်သုံးနိုင်သည့်အရေးချင်းကလည်းမရှိခဲ့ပါဘူး။မြမစစ်တပ်ဆိုတာကလည်းနှစ်ပေါင်း10ချီနီနီပြည်သူကိုလိန်ညာခဲ့သလိုစစ်စိတ်စစ်သွေးနဲ့ဆန့်ကျင်ဘက်ဝန်ထမ်းတွေကိုမွေးထုတ်ခဲ့တာပါ မောင်မိုးရင်တို့ဆိုတာပြည်သူတဲကမွေးဖွားလာသည့်ပြည်သူတယောက်ပါဆင်းရဲဒုက္ခဆိုတာငွေကြီးဥစ္စာပညာကုန်မှမဟုတ်ပါဘူးတိုင်းပြည်နဲ့လူမျိုးကိုဆင်းရဲဒုက္ခရောက်အောင်တွန်းပို့နေသူများကြောင့်လဲဆင်းရဲဒုက္ခရောက်ကြရတာပါပဲမမုန်းရင်တို့ဆိုတာမတရားသည့်စနစ်ကြီးကိုမပြတ်နှံ့ဘူးမရှင်းတမ်းဘူးတွန်းလှန်ခဲ့ခြင်းပါ အရင်အရင်ချိန်များနဲ့မတူညီသည့်2021ခုနှစ်များမှပြည်သူတွေရဲ့ဆန္ဒနဲ့ထောက်ခံမှုမှာမမိုးရှင်တို့လို CDM တွေရဲ့အားကယနေ့အချိန်ထိဒေါ်လာရေးကဏ္ဍမှာတွန်းအားတစ်ခုဖြစ်ရှိနေခဲ့ပါတယ်။ဒါဟာအရှိတရားပါ။ CDM တွေရဲ့အာမန်တတိများမှ အရှင်းနဲ့ဂုံတိတ်ခါဆိုတာလူကျင်မှုကအဓိကပါ။ အများသူငါဒုက္ခရောက်ခြင်းလူသက်ကိုတံပိုးမထားခြင်းသည်ပဝင်းချင်းကျိုးနှင့်လူသားအကျိုးကိုကျိုးရဲစေသူများသာဖြစ်ပါလိမ့်မယ်။မမိုးရင်တို့ဘဝတွေကအမြင့်မဟုတ်တာမိမိတို့ဘဝတွေကိုပြင့်တင်နိုင်ခဲ့ကြပြီပါပြီ။ယနေ့ချိန်မှာလူတိုင်းရဲ့ဘဝတွေအမြင့်ကိုရောက်ဖို့ဒန်းတူညီမျှသည့်အခွင့်အရေးတွေရဖို့ဆရာဝန်လဲဈေးရောက်ရတယ်။တက္ကသိုလ်ကဆရာလဲဒလီလုပ်ရတယ်။ မမိုးရင်တို့လည်းကိုပိုင်းအိမ်ဆိုင်လေးနဲ့ဘဝကိုရှင်သန်ကြတယ်ဒီလိုပါပဲတခြား CDM များလည်းမိမိတို့ဝန်ကျင်မှာကိုအကျိုးမပြတ်နိုင်သည့်အရင်းခံစိတ်ဖြင့်အနာဂတ်လူငယ်များရဲ့ဘဝကိုမြင့်တင်နိုင်ဖို့ခုလိုဘဝတွေရုန်းကန်နေကြရတာပါပဲစာကမနဲ့ကြည်အောင်နေထိုင်ခြင်းသည်ပြည်သူများရဲ့အောင်ပွဲဖြစ်တယ်လို့စာကမနဲ့အာနာရှင်ကိုမထောက်ခံခြင်းကလည်းပြည်သူများရဲ့ရွေးချယ်မှုပါ ခုလိုမမိုးရင်တို့လိုမြေကြီးပေါ်မှာခြေချနေကြသည်သည်ထောင်နှန်းဆန်ဘဝမဟုတ်သလိုမိโกတလူလူထင်းမင်းနဲ့ထမင်းဟင်းချက်နေရခြင်းသည်ဆင်းရဲဒုက္ခလိုခေါ်နိုင်ပါဘူးအမိုးကမရှိတဲ့တာလပတ်အောင်မှာအိတ်ဆက်နေရတဲ့ဒေါသူတောင်သားတွေအများကြီးပါပညာတတ်လူချမ်းသားများမှလည်းတိုင်းပြည်ကြာရှုံးမှုကိုမကယ်တင်နိုင်သလိုပညာမဲ့ပေမဲ့လူသန်းဆန်သည့်ဆင်းရဲဒုက္ခမျိုးစုံ ဂျင်းဆိုင်နေရသူများမှလည်းမြမာပြည်ကြီးကို အမောင်မှအလင်းကိုကူးဖို့အာရင်တစ်ခုဖြစ်ခဲ့ရပါလေ။ယနေ့ချိန်မှာစီဒီအများသိသားမကပြည်သူများကလည်းမိမိတို့ရောက်ရှိနေသည့်အနေအထားမှာစာကမာကိုတွန်းလှန်ဖို့အာမတ်အပြင်နဲ့မိမိဘဝကိုမိမိတို့ကိုယ်တိုင်ပြန်လဲရုန်းကန်ခဲ့ကြရတာပါ။ဒီသူများရဲ့စိတ်ခွန်အပြင်ဥပပေါင်းပါဝင်ကြမှာတာ လွမြောက်ခြင်းလွတ်လပ်ခြင်းတရားမျှတခြင်းဆိုတဲ့လူပေါင်းစည်းတစ်ခုကိုရရှိကြမှာဖြတ်ကျော်နိုင်ကြမှာဖြစ်ပါလေ။မမိုးရင်တို့လိုတော်လှန်ရေးရဲ့အောင်မြင်မှုအလှကပါကိုတည်ဆောက်ခြင်းမှာယနေ့ချင်းတည်းစိတ်သက်ခွန်အားတက်သည့်ပြည့်ဖြင့်ပါဝင်နေကြခြင်းဖြင့်အနာဂတ်မြမပြည်ကြီးရဲ့လူပေါင်းစွမ်းအားအရင်အမြင်များဖြစ်ကြသည့်ကိုထောက်ပြရင်းအခုတစ်ပတ်မျိုးသမီးကဏ္ဍလေးကို ဒီမှာပဲရနာခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်